ဆရာကြီးမင်းသင်္ခရဲ့ကျဲဥအချင်းစီပြန်နဲ့ဟင်းနုတွင်ရဲ့ကျော်ဤစာကိုမနောမယထွင်ဝိုင်းကနေကောက်နှုတ်ပြီးတင်ဆက်တာဖြစ်ပါတယ်ရှင်ဤစာကိုဖတ်ရှုခွင့်ပြုပါရန်ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်ကျဲဥအချင်းစီပြန်နဲ့ဟင်းနုတွင်ရဲ့ကျော်တနေ့တနိုင်ကျွန်ုပ်နေထိုင်ရာမော်ဘီမြို့အစွန်မယန်တနင်တော်ရှိကျွန်ုပ်၏ယူရိုမင်္ဂလာချမ်းအတွင်းသို့ရန်ကုန်မြို့တွင်နေထိုင်သောမိတ်ဆွေများရောက်ရှိလာကြလေသည် ကျွန်ုပ်သည်၎င်းတို့အားလက်ဖက်ရည်ဖြင့်ဧည့်ခံရလေ၎င်းတို့လည်းထမင်းစားမိဟုဆိုသည်ဖြင့်အနိရှိကိုမြတ်သူ၏ချက်ချံမှာချက်ဦးများကိုဝဲကပြုတ်ရလေသည် ပြုတ်ပြီးသောအခါ၌ချက်ဦးများကိုခွန်နွား၍အချမ်းများပြုတ်လုပြီးလင်းစီဖြင့်ကြော်ရ၏ထို့သောကြော်လိုက်သောအခါ၌ချက်ဦးအကာများသည်စီဘူးနှင့်တွေ့၍နှကန်းလုံးသွားပြီးအနစ်များထွက်မကြစေရန်ထိန်းထားတကဲ့သို့ရှိနေလေသည်ထိုကားကြောင့်မှကျွန်ုပ်လည်းထိုချက်ဦးကြော်များကိုအချင်းစီပြန်ချက်လေသည်ကျွန်ုပ်၏တပည့်ကလေးမှအောင်ညွန့်ကိုလည်းမှောက်ပြီးဈေးသို့လွှတ်ရ၏ မအောင်ညိုသည်မော်ဘီစင်းမှတို့စရာနေငပိရေချိုးဂျိုယန်အတွက်ငပိများငရုတ်သီးမှုံများဟင်းနုနယ်များကိုဝယ်လာ၏ကျွန်ုပ်ကလည်းမအောင်ညိုအားမင်းကဟင်းသီးဟင်းရွယ်ဝယ်ခိုင်းဟင်းနုနယ်ရဲ့ပဲဝယ်လာတယ်ဒါကြောင့်ဟင်းသီးဟင်းရွယ်မရှိတော့ဘူးလားဟုစူပူရလေသည်တို့ရရင်၎င်းဝင်လာသောဟင်းနုနယ်ရဲ့များကိုကြော်ရ၏ငပိရေတို့စရာများစီမံရသည်ထို့နောက်ဧည့်သည်များကိုထမင်းကျွေးရလေသည်ဧည့်သည်များသည် ကျွန်ုပ်၏ချက်ဝအချင်းစီးပြန်ဟင်းကိုသဘောကျကြလေသည် မအောင်ညွဝင်လာသောဟိန္ဒူနယ်များမှလည်းလက်ဆက်ရင်းနှုတ်သောကြောင့်ကြော်စားသောခါလွန်ဆောင်မှအရသာရှိလေ၏ထို့ကြောင့်ကျွန်တော်၏မိတ်ဆွေကိုကြည်ဆိုသူကခမရကသာဟိန္ဒူနယ်ဝဲလာလို့မအောင်ညွစူးနေတာကျုပ်တို့ဖြင့်အဲ့ဒီဟိန္ဒူနယ်စားရတာကောင်းလိုက်တာဗျာမအောင်ညွရင်နောက်တကအန်ဂယ်တို့လာရင်အဲ့ဒီဟိန္ဒူနယ်မျိုးဝဲပါအောင်ကွာဟုအားပေးလေထို့ကမအောင်ညွကအန်ခေရဲ့ကျွန်တော်ကအဲ့ဒီဟိန္ဒူနယ်ကိုဝဲမကြခဏဝဲတယ်ဝဲလုံးလို့တောင်အဖကစူပါသေးတယ်ဟုပြောလေသည်ထို့နောက်ကျွန်တော်၏မိတ်ဆွေဂရမာချာရွက်က မောင်ထွန်းအသက်လဲကြည့်ပြီခရီးတီးစားမှာကျုပ်ကိုလက္ခဏာသိမိမယ်ဆိုခုထိသိလည်းမပေးသေးဘူးဟုဆိုလေထို့ကကျွန်တော်ကဒီလိုရှိတဲ့ကုချရွရဲ့လက္ခဏာမင်းမြန်ဟောတတ်ဖို့ကလက္ခဏာစာအုပ်တွေအများကြီးဝဲဖက်တဲ့နေ့ကတိတ်မကောင်းသေးဘူးပြီးတော့တခါကလေးတင်တယ်လို့အသေးစိတ်လေးလိုက်တင်နေပြန်ရင်လည်းမင်းမြန်ဟောတတ်ဖို့ခက်တယ်ဗျကျုပ်တပြည့်တွေကိုကျုပ်တင်ပေးတဲ့နေ့ကတော့လက္ခဏာနဲ့ပတ်သက်လို့အခြေခံသိထားရမယ့်အချက်ကလေးတွေတင်ပြတာနဲ့လူတွေရဲ့လက်ကိုများများကြည့်များများဟောခိုင်းတဲ့နေ့ပဲ အဲ့ဒီနီးကအမြန်ဆုံးဟောတတ်တဲ့နီးပဲဟုပြောလာရင်ဂရမကြာရွက်ကအဘလိုနီးပဲဖြစ်ဖြစ်မြန်မြန်မှာတင်ပေးစမ်းမှာကျုပ်ကပင်စင်ယူတော့မှာပင်စင်ရတာနဲ့ဟောပါနော်ဟုပြောလေသည်သူကကျွန်ုပ်ကပထမဆုံးသိထားဖို့ကလက်ပုံစံပဲအဲ့ဒီပုံစံအစားတချို့ကလည်းလက်မျိုးစားလို့ခေါ်ကြတာပေါ့ဗျာဟုစကားဆားလိုက်ရင်ကျွန်ုပ်မိတ်ဆွေကြီးဂရမကြာရွက်ကဟိုးဟိုးကိုကြည့်တယ်ကိုကြည့်တယ်အဲ့ဒါကိုကိုကြည့်ချာကြည့်တယ်အဲ့ဒါခုနှစ်မျိုးရှိတယ် ကတော့ကျွန်လက်ရောထွေးတော့လက်အမှုပညာဆန်တော့လက်ဒီထောင်လက်အဲ့ဟာဒီမဟုတ်လားဟုတ်ပြောလေသည်ထိုကကျွန်တော်ကကဲဒီလိုဆိုကျုပ်လက်ကြည်စမ်းများခင်ဗျားပြောတဲ့လက်ပုံစံခုနှစ်မျိုးထဲမှာဘယ်မျိုးဆိုင်မှာပါလဲဟုတ်ပြော၍ကျွန်တော်ဒီလက်ကိုထိုးပြလိုက်လေသည်ကိုကြရွက်သည်ကျွန်တော်လက်ကိုတီချာစွာလှမ်းကြည့်ပြီးနောက်မောင်ရင်လက်ကအပိတ္တမာဆန်တဲ့လက်မျိုးစားအို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 းရောင်းလို့ရောင်းလို့အမှုပညာဆန်တဲ့လက်မျိုးစားဟာဟာဟာမဟုတ်သေးပါ ရော့ရော့ရော့ထွေးတဲ့လက်မျိုးစားဟုဂရမာကြာရွက်ကရောင်တိရောင်ကန်ဖြစ်လေသည်ကျွန်ုပ်မှမယဲမိစဉ်ရန်အောင်ထားရလေထို့နောက်ကျွန်ုပ်ကဒီမားကိုကြာရွက်ကျုပ်လဝါပုံစံကိုဆုံးဖြတ်တဲ့အခါမှာအိုးဟာဟိုးရောင်လို့တွေရောများနေတယ်အဲ့လိုဘာကြောင့်ဖြစ်နေတယ်လဲဆိုတော့ကျုပ်ရဲ့လက်ကိုကြည့်ပြီးခမားတိထားတဲ့ဘဟုဆိုတာ တွေမှာတွင်းကြည့်တာဟိုပုံစံနဲ့လည်းမဝင်ဒီပုံစံနဲ့လည်းမဝင်တော့ဆုံးပြရခက်ပြီးထစ်ထင်ငေါငေါတွေဖြစ်နေတာထားပါတော့အခုကျုပ်ရဲ့လက်ပုံစံကို ကြောထွေးလက်ပုံစံနဲ့မှထည့်ထားတယ်မဟုတ်လားနောက်၃နှစ်လောက်မှလာကြည့်ရင်ခင်ဗျားမေ့သွားပြီးတော့အနုပညာဆန်တဲ့လက်လို့ပြောချင်ပြောလိမ့်မယ်အဲလို့ဆိုရင်ခင်ဗျားဟောမဲ့လက္ခဏာဟောချက်တရားပန်နိုင်စရာမရှိတော့ဘူးတကယ်လက္ခဏာဆရာဖြစ်နေဟောစားတဲ့ခါမှာအိုးအိုးတို့အခုရောင်လို့ရောင်လို့တို့ထည့်ဟောလို့မရဘူးဗျလက္ခဏာကြည့်တဲ့လူကထားပြီးပြန်သွားလိမ့်မယ်အဲ့ဒီတော့ကောင်းဆုံးခြံပေးချင်တာကတော့ကုကြရွဲ့ရဲ့ခင်ဗျားတိထားတဲ့ဘဟုတုတာတွေအဲကြက်ထားတဲ့စာလေးကိုခဏမိတ်ထားပြီးကြုတ်ပြောတဲ့နည်းကို ိတိကျကျဖက်ဆန်းမှာဂျုံနီးကလွဲပါတဲ့ခမချက်ချင်းလက္ခဏာဟောရသွားမယ်ဟုကျွန်ုပ်ကစကားဆလိုက်ရင်ကိုကြရွက်ကမောင်ရည်ဒီကဘလို့လဲအပြောစမ်းမအောင်ဟုမေးလေဂျုံနီးကလက်ပုံစံကိုတုံးမြွက်ဝဲခွဲမယ်ကြီးလာရင်ကိုပဲရှေ့ရှေ့တွယ်တွယ်ဖြစ်နေတဲ့လက်ကို ရှေ့တွယ်လက်လိုမှတ်လိုက်မယ်ကြီးလာရင်လက်ချောင်းတွေကတုတ်တုတ်တူတူနဲ့လက်ဝါးပြင်ကလည်းတုတ်တုတ်တူတူအဲဆိုရင်တော့အဲ့ဒီလက်ကို တုတ်တုတ်တူတူလက်လိုမှတ်ထားမယ် ရှိသွဲလက်လောက်လဲရှေရှေတော်တော်မဖြစ်ဘူးတုတ်တူတူတူလောက်လဲတုတ်တူချင်းမရှိဘဲနဲ့အလဲလက်လောက်လိုက်တဲ့လက်မျိုးဆိုရင်တော့မတုံမရှိလက်လိုမှထားမယ်အဲဒါကြောင့်လက်ပုံစံကဲခတ်တယ်နီကုန်ပြီဟုပြောလာရင်ကိုကြရွက်ကဟာမမေဟာလိုလိုက်လားမဲ့ရတာလဲခလီကလာဆန်းနေခမ်းလဲမခမ်းတော့ပါလားအကူကတော့ဘာပဲဖြစ်ဖြစ်ပညာရဆိုရင်ခမ်းတော့မှကြိုက်တယ်ဟုပြောလေသည်ထိုက၎င်းဤဘေးရင်ထား၍ကျွန်တော်ပြောနေသည်ကိုလိုက်မှန်နေတော့ကိုပါပါဆိုသည်လူကအိုက်စေကိုကြရွက်ခင်ဗျတစိုက်လုံနေပြီထင်တယ်နော် သူ့စီကလည်းပညာယူသေးတယ်ခင်ဗျားကကြီးပဲသူ့ကိုဆရာလုပ်နေပါလားခင်ဗျားမသိချင်လားမသိနေတော့ကျုပ်ပဲဆက်တယ်မယ်ကျုပ်ကတော့မှတ်ညာလည်းမကောင်းဘူးအသက်ကြီးမှတင်ရတာဆိုတော့ခက်လွယ်လွယ်ပဲကြိုက်တယ်ခဲခဲနာနာဖြစ်ဖို့မလိုပါဘူးခဲခဲကဲပါဆက်ပြီးတင်စမ်းပါဟုဒေါနဲ့မောနဲ့ဝင်ပြောလေတို့ကြောင့်ကျွန်တော်ကလည်းအဲလက်ချောင်းတွေလည်းတူလက်ဝါးပြင်လည်းတူပြီးတုတ်တုတ်တူဖြစ်နေတဲ့လက်ကိုအရင်ပြောမယ်ဗျာအဲ့ဒီလက်မျိုးကိုကြည့်တဲ့အခါမှာများသောအားဖြင့်လမ်းချောင်းတွေကရှုပ်ရှုပ်ချိုချိုမပါတတ်ဘူးအသက်လမ်းချောင်းရဲ့ညံလမ်းချောင်းရဲ့ နှလုံးလမ်းကြောင်းရဲ့လို့သုံးချောင်းမဲ့ပါပြီးတော့လက်ဝါးကိုစမ်းကြည့်တဲ့အခါမှာလည်းခက်ကြမ်းကြမ်းရှိတယ်။အဲ့ဒီလက်ပိုင်ရှင်မျိုးကဇုတ်တိလုတ်တတ်တယ်။ရှေးနောက်ချင်းချင်းမူနဲတယ်။ပြီးတော့ရှေးနောက်မစင်စားပဲပြောစရာရှိရင်လည်းတစွတ်တူပြောတယ်။လှုပ်စရာရှိရင်လည်းနူးနူးညံ့ညံ့မလှုပ်တတ်ဘူး။ဘာကိုပဲလှုပ်လှုပ်ကြမ်းကြမ်းနဲ့နဲလှုပ်တတ်တယ်။သူတို့ရဲ့ဘဝကြီးမှလည်းမပြည့်စုံမှုတွေခက်ခဲတွေနဲ့ပြည့်နှံ့နေတတ်တယ်။အခုပြောတဲ့သုံးမျိုးထဲမှာအဲ့ဒီပုံစံကတော့အညံ့စားလက်ပုံစံမျိုးလို့ဆိုကြပါစို့ဗျာ။အဲ့ဒါကိုရင်မထောင် ်ခုပြောလာရင်ကိုဘာဘာကမှတ်စုစာအုပ်တွင်ရေးမှတ်ရေးတိုက်ပြီးအဲ့တော့ပဲမှတ်ထားမယ်ခုပြောလေသည်ကိုကြံရောက်ကမူရေးမှတ်ခြင်းမပြုဘဲကျွန်ုပ်အားအထင်သေးသောမျက်လုံးများဖြင့်ကြည့်နေကျွန်ုပ်သည်ကိုကြာရွက်၏အခက်အခဲကိုကောင်းစွာသိသွားသည်ကိုကြာရွက်သည်လက္ခဏာအမြန်ဆုံးဟောတက်ခြင်းသည်မဟုတ်ခံနာခြင်းသူဖြစ်သည်ကျွန်ုပ်နှရှိသောအရာများကခံနာမှုမရှိထို့ကြောင့်ကျွန်ုပ်သည်၎င်းအားချော့ရလေတော်သည်ဒီမှာကိုကြာရွက်ကျုပ်ပေးတဲ့နီးလွယ်နီးကိုအရင်တက်အောင်လုပ်ပေါ်ဗျာအဲ့ဒါတက်ပြီးမှ ခမ်းနာကျင်ခမနီးခမဟန်နဲ့ခမ်းနာအောင်လို့ပေါ့ဗျာဟုကျွန်ုပ်ကလေးတန်းကိုရှော့ယူပြောလိုက်ပါပြီကိုကြံရွက်ကမဟာအောင်ထွန်းပြောတာဟုတ်တယ်အဲ့ဒီတိုင်းကျုပ်လုပ်ပါတော့မယ်โอเคဟုပြောလိုက်တယ်တော်တည်းအတွေးစာလေးတွေရသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတူတာပါ